iPhone ကြောင့်အသက်ရှင်ခွင့်ရတဲ့16နှစ်မှလေပရိသတ်များအားလုံးနဲ့မျှော်ပါရှင်အတင်းကား channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကောင်မလေးကတခြားဖုန်းကိုသာသုံးနေခဲ့မယ်ဆိုရင်သူ့ရဲ့ကံကြမ္မာကတမျိုးတစ်ပုံပြောင်းသွားနိုင်ပါတယ်အခုတော့ iPhone ကိုသုံးထားခဲ့ပြီလို့အသက်ဆက်ရှင်ခွင့်ရခဲ့တယ်လို့ပြောရမှာပါ iPhone ကဒီကောင်မလေးရဲ့အသက်ကိုဘယ်လိုကယ်သွားခဲ့ရလဲဆိုတာကိုတော့ video ကို like ပါကြည့်ရှုရင်သိမှာဖြစ်ပါတယ် ပန်ဆာဗီးနီးယားသူလင်းစီလီကိုဗစ်ဆိုတဲ့ကောင်မလေးကအသက်16နှစ်ပဲရှိသေးရပါတရက်မှာတော့ဒီကောင်မလေးကတငယ်ချင်းတွေနဲ့အပြင်သွားရပါတယ်သူတို့က DY အဖွဲလေးတစ်ဖွဲလေးဖွဲ့ထားတာပါအဲ့ဒီရက်တွေကဖြောပြေးကိစ္စလေးတွေရှိနေလို့ညလုံးပေါက်လေးချင်းရတဲ့အချိန်တွေရှိနေပါတယ်တပတ်လုံးလိုလိုပါပဲ ဒါကြောင့်အားလုံးကမောပန်းနွမ်းနယ်နေကြတာပါဒီလိုပဲအတင်းပြီးတော့ပွဲလေးဖြစ်မြအောင်စူးစမ်းခဲ့ပါတယ်။အရင်နေ့တုန်းကဒီကောင်မလေးကတငယ်ချင်းတွေကိုကားမောင်းပြီးတော့လိုက်ပို့ပါတယ်။ပြီးတော့တယောက်တည်းအိမ်ပြန်လာခဲ့ရပါကားမောင်းနေရင်လည်းအိတ်ချင်စိတ်တွေဖြစ်လာလို့ကားရက်ပြီးတော့ခဏအိပ်ဖို့ကိုလည်းစဉ်းစားခဲ့ပါတယ်။အဲဒါကြောင့်စိတ်ချလက်ချအနားယူရမယ့်နေရာကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့စိတ်သေးကအိတ်ခွင်ရမယ့်ကိစ္စကိုအမြဲစဉ်းစားနေရပါ ဒါကြောင့်အိတ်ချင်းစိတ်ကိုဘလို့မှထိန်လို့မရတော့ပါဘူး။သူကိုယ်တိုင်တောင်သတိမထားမိပဲချက်ချင်းအိပ်ပျော်သွားပါတယ်။ဒီအချိန်မှောင်ရဲ့သူမောင်းလာတဲ့ကားလေးကလမ်းဘေးကိုအရှိန်နဲ့ထိုးချသွားတာပါ။တစ်ပင်တွေတယ်လီဖုန်းဒိုင်တွေကိုလည်းတိုက်ခဲ့ပါသေးတယ်။ပြီးတော့ကြောင်ထဲကိုလိမ့်ချသွားပြီးချောင်းငယ်လေးတစ်ခုရဲ့ပေ20အကွာလောက်မှာကားကတိမ်းမောက်နေခဲ့ရပါတိုင်မီတဲ့အချိန်ကလည်းပြင်းထန်တာကြောင့်ကားကလည်းရစရာမရှိတော့ပါဘူး။ကောင်မလေးလည်းသတိလစ်ပြီးတော့မေ့မျောနေခဲ့တာပါ အရင်နေရာကအသွာလာလေးပြတ်တယ်လို့တော်ယုံနဲ့သတိထားမိနိုင်တဲ့နေရာလည်းမဟုတ်ပါဘူး။ဒါကြောင့်ကောင်မလေးအတွက်မျောလင်းချက်မရှိတော့ဘူးလို့ထင်နိုင်ပါတယ်။ဒါပေမဲ့ရင်းမတော်တဆမှုဖြစ်ပြီးပြီးချင်းမှာကောင်မလေးအသုံးပြုတဲ့ iPhone 40ကအသက်ဝင်လာပါတယ်။လက်တလောဖြစ်ခဲ့တဲ့တုံခေါမှုကိုဖုန်ထဲမှာပါတဲ့ crash detection state က ရေမတော်တဆမှုကိုအတည်ပြုလိုက်ပါတယ်။ဒါကြောင့်အရေးပေါ်ဌာန911ကိုအလိုလျောက်ဆက်သွယ်ခဲ့တယ်လို့တည်ရှိတဲ့နေရာကိုလည်းပို့ပေးခဲ့တာပါ။ဒီလိုနဲ့ကယ်ဆယ်ရေးသမားတွေလည်းဒီကမာလေးကိုအချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။ iPhone ကနေအရေးပေါ်ဖုန်းခေါ်ဆိုမှုဒါမလုပ်နိုင်ခဲ့ရင်ကမာလေးလည်းသွေးထွက်လွန်ပြီးတော့အသက်ဆုံးရှုံးရနိုင်ခြေရှိပါတယ်။ အစည်းအဝေးဖြစ်ဖြစ်ချင်းဆက်သွယ်နိုင်ခဲ့လို့သာကဲတင်နိုင်ခဲ့ရပါဒီကိစ္စကြောင့်ဒီကမလေးကအနံ့ရိုးစေချောင်းလောက်ကျိုးသွားတယ်လို့ပြင်းနေတဲ့ကုသမှုတွေကိုလည်းခံခဲ့ရပါတယ်တကယ်ဆိုရင်သူ့အရွယ်ကကားမောင်းဖို့လည်းအသက်မပြေသေးပါဘူးမိဘတွေခရီးသွားနေချိန်မှာအလွယ်တကူမောင်းခဲ့ရပါဘူး လိုင်စင်လည်းမရှိသေးပါဘူး။ကန်ဆိုးမှုတွေနဲ့ကြုံခဲ့ရပေမဲ့ဒီကောင်မလေးကအကောင်းမြင်စိတ်တော်ရှိပါတယ်။အ ਨੇ ဆုံးနေတဲ့အသက်ရှင်ခွင့်ရတာကိုသူကအကန့်ကောင်းတယ်လို့ယူဆပါတယ်။ဈေးကူးသားမှုတွေခံယူပြီးတော့နေရပေမဲ့စိတ်ကြတာမျိုးတွေလည်းမရှိပါဘူး။အဲ့ဒီအစားသူလုံခဲ့တဲ့အမားတွေကနေသင်္ကန်းစာယူဖို့တွေးခဲ့ပါတယ်။ဒါကတော့အရွယ်ရောက်မှကားမောင်းဖို့ပင်မနဲ့ခါမျိုးမှအနားယူဖို့နဲ့ကားမောင်းရင်ကပတ်ပတ်ဖို့ပါပဲ။ပြီးတော့အကားတစ်စီးလုံးရစရာမရှိအောင် ဖြစ်ခဲ့ချိန်မှတောင်ဘာမှမဖြစ်ခဲ့တဲ့ iPhone လေးကိုအသက်တကယ် ဖြစ်နေရိုးရိုးသေးသေးစက်ကင်ဖို့စဉ်းစားခဲ့ရပါဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရတဲ့တင်ကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်